ကိန်းကနာနေဆိုင်ရင်ဆရာကြီးကအများကြီးပြောနိုင်ပေမဲ့လူတယောက်ရဲ့အတွင်းစိတ်ထဲကတကယ်ခံစားချက်တကယ်အတွေ့အမြင်ကိုရောဘယ်လိုသိနိုင်မလဲ။ကဲဒီနေ့မှာတော့အဲ့ဒီလိုအတွင်းချက်ချက်သိနိုင်ဖို့တုံးနဲ့တကယ်ကိုအစွမ်းထက်တဲ့နီလန်းတစ်ခု focus group ကြောင်းကိုအတူတူဆွေးနွေးကြည့်ကြရအောင်။ဟုတ်ပါတယ်အချက်လက်တွေကိန်းကနန်းတွေတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီနောက်ကွယ်က တကယ်ဇလန်းကပါလဲဥပမာလူတရာမှာ80ကဒီဘီစီကိုမကြိုက်ဖူးလို့စစ်တန်းမှာဖြည့်တယ်ဆိုပါစို့ ဒါပေမဲ့ဘာကြောင့်မကြိုက်တာလဲအဲ့ဒီဘာကြောင့်ဆိုလဲမေခွန်းရဲ့အဖြေအဲ့ဒါကမှတကယ်အနှစ်သာရအေကိုပဲလीဆိုတော့အဲ့ဒီဘာကြောင့်ဆိုတဲ့အဖြေကိုရှာဖွေပေးနိုင်တဲ့နီလန်းအဲ့ဒါကတော့ focus group ပဲဖြစ်ပါတယ်ဒီနီလန်းကအပေါ်ရမဟုတ်ပဲအသွင်းချစ်ကြနားမလည်စေဖို့ကူညီပေးပါတယ်ကဲ focus group discussion တာမမဟုတ်အတူကောက် FGD ဆိုတာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြည့်လိုက်ရအောင်ဒါကအရေးအတွေ့အခြေပြုတွေ့တဲ့နာနီလန်းတစ်ခုပေါ့ဆိုလိုတာက လူတစုကိုခေါ်ပြီးတော့တတ်မှတ်ထားတဲ့ခေါင်းစဉ်တစ်ခုအပေါ်မှာလွတ်လွတ်လပ်လပ်ဆွေးနွေးခိုင်းတာပါအဲ့ဒီမှာဦးဆောင်သူတယောက်ကစကားဝိုင်းကိုလမ်းကြောင်းလေးနဲ့နဲ့ထိမ့်ပေးတယ်အဓိကကသူတို့ရဲ့အသွေးလေးခန်းစားချက်တွေအသွေးအကြုံတွေကိုနည်းနည်းရှိုင်းရှိုင်းနားစေဖို့ပါပဲဟုတ်ပြီဒါဆိုရင် အမြဲတမ်းကြားနေကြစာပေကောက်တာနဲ့ FGD နဲ့ပါကွာလဲရှင်းရှင်းလေးပါပဲစာပေကဗလများများဆိုတဲ့အည်သွေးကိုမေးတာဥပမာဒီကားကိုလူပဲနှစ်ယောက်ကြိုက်လဲဆိုတာမျိုးပေါ့ FGD ကတော့ဘာကြောင့်ဆိုတဲ့အရေးသွေးကိုရှာတာပါဒီကောက်ကိုဘာကြောင့်ကြိုက်တာလဲဘယ်ခန်းကိုသဘောကျတာလဲဘယ်လိုခန်းစားရလဲဆိုတာမျိုးအဲ့ဒီနောက်ကွယ်ကဇလန်းကိုဖော်ထုတ်တာပါအကောင်ဆုံး focus group တခုမှာဆိုရင်လူ6ယောက်ကနေ12ယောက်လောက်ပဲရှိတဲ့လူဆိုပါတယ်။ဘာလို့လဲဆိုတော့6ယောက်အောက်နေသွားရင်လည်းဆွေးနွေးရတာအားမရဘူးအသွေးမြင်တိတ်မဆုံဘူးပေါ့။12ယောက်ထက်များသွားပြန်ရင်လည်းလူလိုက်စကားပြောဖို့အခွင့်အရေးမရတော့ဘူးလေ။ဆိုတော့ဒီအရေးတော့ကအနေတော်လေးပါပဲ။ FGD တခုရဲ့အဓိကအသက်သွေးကြောတွေကဘာတွေလဲဆိုတော့ပထမဆုံးကကျွမ်းကျင်တဲ့ဥဆောင်သူတယောက်ပါသူကစကားဝိုင်းကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင်လမ်းညွန်ပေးတယ်ဒါပေမဲ့ကိုယ်တိုင်ဝင်ပြီးတော့ဒီလိုလုပ်ပါဟိုလိုလုပ်ပါလို့သဘောထားကိုဥမဆောင်ဘူးဒုတိယချက်ကပါဝင်သူတွေအချင်းချင်းအပြန်လန်ဆွေးနွေးကြတာပါအဲ့ကနေမှတကယ်ကိုအဖိုးတန်တဲ့အတွေးမြင်တည်တည်ထက်လာတော့နောက်ပြီးတော့ပါဝင်သူတွေကိုလည်းဒီကောင်းစင်နဲ့ပတ်သက်တဲ့သူတွေဖြစ်အောင်တွေးထိချာချာယူချေရပါတယ်နောက်ဆုံးအရေးကြီးဆုံးကတော့ ကျွန်တော်တို့ရှာနေရတာစင်းစရာတွေမဟုတ်ဘူးလူတွေရဲ့စက်ကြောင်းတွေခန်းစားချက်တွေဆိုတာကိုနားလည်ထားဖို့ပါပဲကဲဒီလိုအဖွဲလိုက်ဆွေးနွေးတဲ့အခါဘလောက်တောင်အစွမ်းထက်တဲ့ထိုးထွေးအမြင်တွေရနိုင်လဲဆိုတာကြည့်လိုက်ရအောင်တကယ်မော်ဆန်တဲ့အပိုင်းကဒီပေါင်းဆက်မှုမှာပဲရှိနေတာပါတကယ်တော့ FGD ရဲ့အစွမ်းတဆုံအပိုင်းကတယောက်နဲ့တယောက်အပြန်လန်စကားပြောကြတာပါပဲတယောက်ထင်းအင်တာဗျူးလုပ်ရင်ထွက်မလာနိုင်တဲ့အတွေးတွေအမြင်တွေကအဖွဲလိုက်ဆွေးနွေးတဲ့အခါမှာထွက်လာတတ်တယ် တယောက်ကစကားဆားလိုက်တယ်အဲ့ဒါကိုနောက်တယောက်ကဆက်ပြောတယ်အဲ့ဒီကနေမှဟာဟုတ်သားပဲဆိုတဲ့တွေးမြင်တက်တည်းအားလုံးသဘောတူထားတဲ့ယဉ်ကျေးမှုဆိုင်ရာအချက်တွေပေါ်ထွက်လာတာပါဒါဆိုရင်ဒီ FGD ကိုလက်တွေ့မှာဘလို့နေရာတွေမှာတုံးကြလဲအများကြီးပါပဲဥပမာစီမံကိန်းတစ်ခုမစခင်ရဲ့ဘွာမှာတကယ်လိုအပ်တာဘာလဲဆိုတာသိချင်ရင် FGD လို့လို့ရရဲ့စီမံကိန်းပြီးသွားတဲ့အခါမှာတော့လူတွေရဲ့အမြင်မှာဘာတွေအောင်မြင်ပြီးဘာတွေလိုအပ်နေတယ်လဲသိချင်ရင်လေ FGD တုံးလို့ရတယ် ဒါမှမဟုတ်ကိုကကုမ္ပဏီအသက်ဝန်ဆောင်မှုအသက်တစ်ခုထုတ်လိုက်တယ်။အဲ့ဒီအပေါ်မှာလူတွေဘလို့ခံစားရလဲ။ဘလို့မြင်လဲ၊သိချင်လဲတုံးလို့ရတယ်။ပိုစတာဒီဇိုင်းအသက်၊ကြော်ညာအသက်တွေကိုလူတွေစီမချပြခင်အကြံကြံတောင်းချင်လဲ FGD ကအကောင်းဆုံးပါပဲ။ဟုတ်ပြီ။သဘောတရားတွေသိပြီဆိုတော့လက်တွေ့မှာ FGD တကူကိုဘီလိုကျင်းပါမလဲ။အဆင့်၃ဆင့်နဲ့ခင်ခတ်ကြည့်အောင်။လုပ်ငန်းစဉ်ကတော့ရိုးရှင်းပါတယ်။အဓိကကအပိုင်း၃ပိုင်းပဲရှိတယ်။ ပထမဆုံးကတော့အောင်မြင်ဖို့အတွက်အခြေခံအုတ်မြစ်ချတဲ့ကြိုတင်ပြင်ဆင်တဲ့အဆင့်ပြီးရင်တော့တကယ်ကိုဆွေးနွေးကြတဲ့အဆင့်ပေါ့နောက်ဆုံးမှာတော့အရာအလုံးကိုတေးသေးချာချာနှီးကုံချုပ်ပြီးကျေးဇူးတင်စကားပြောတဲ့အပိတ်အဆင့်ပါကဲပြင်ဆင်တဲ့အဆင့်ကတကယ်ကို ရေကြီးပါတယ်ဒီမှာတေးဖေးချာချာလှုပ်ထားမှနောက်ပိုင်းအဆင့်ပြင်မှာပါပထမဆုံးကိုကဘာကိုတည်ကျင်တာလဲဆိုတဲ့ရေရွယ်ချက်ကိုတိတိကျကျသတ်မှတ်ထားရမယ်ပြီးရင်တော့အဲ့ဒီအဖြေတွေရအောင် ဘလို့မေခွန်းနေမေးမလဲဆိုတဲ့မေခွန်းလမ်းရင်းတစ်ခုပြင်ဆင်ရမယ်။မေခွန်းနေကဟုတ်တယ်မဟုတ်ဘူးအဖြေထွက်တာမျိုးမဟုတ်ပဲလူတွေရဲ့အတွေ့အကိုဆွဲထုတ်နိုင်တဲ့အဆုံးဖွင့်မေခွန်းနေဖြစ်ဖို့လိုပါတယ်။ပြီးတော့ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့လူတွေကိုတေချာရွေရမယ်။နေရာကလည်းအရေးကြီးတယ်နော်။တက်တောင့်တက်တာရှိပြီးလူတွေလွတ်လပ်စွာစကားပြောခြင်းစိတ်ဖြစ်အောင်ဆက်ဝိုင်းပုံနေထိုင်ခိုင်းတာမျိုးစီစဉ်သင့်တယ်။နောက်ဆုံးတာဝန်ခွဲရမယ်။ဦးဆောင်လူတယောက်ပြီးတော့ပြောသမျှကိုလိုက်မှတ်ပေးမယ်။မှတ်တမ်းတင်သူတယောက်အနည်းဆုံးဒီနှစ်ယောက်တော့လိုပါတယ်။ ဆွေးနွေးပွဲဆက်ပြီးဆိုရင်လည်းသူ့မှာအစီအစဉ်နဲ့သွားပါတယ်။အစပိုင်းမှာတော့လူတိုင်းညင်းနီးသွားအောင်ပေါ်ပေါ်ပါပါဖြစ်သွားအောင် အဖွင့်စကားလေးတွေပြောကြမယ်။ပြီးရင်တော့အဓိကဆွေးနွေးခြင်းတဲ့အကြောင်းအရာတွေကိုနင်းနဲ့ဆိုင်ဆိုင်ဆွေးနွေးကြမယ်။အားလုံးပြီးသွားတဲ့အခါမှာတော့ညီကုန်းချုပ်အနေနဲ့ဒီနေ့ဘာဒီဆွေးနွေးဖြစ်ခဲ့လဲဆိုတာကိုအချင်းချုပ်ပြောပြပြီးအချင်းပေးပါဝင်ခဲ့တဲ့အတွက်ကြီးစုကျင်စကားပြောရမှာပေါ့။ FGD တခုအောင်မြင်ခြင်းမအောင်မြင်ခြင်းမှာအထူးအဆုံးဖြတ်ပိတ်နိုင်တဲ့သူကတော့ဥဆောင်သူ facilitator ပါပဲ။ ဆရာဥဆောင်သူတယောက်အနေနဲ့ဘာရီလုပ်ရမလဲဘာရီဆောင်ရမလဲဆိုတာကိုကြည့်လိုက်ရအောင်လောက်ဆောင်ရမယ့်ပတ်မှာဆိုရင်အရေးကြီးဆုံးကတော့လုံခြုံပြီးအားလုံးပါဝင်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးဖို့ပါမယ်လူတိုင်းကကိုယ့်မိန်းကိုတိုးထွက်ရဖို့လိုတယ်လေပြီးတော့တက်ကြွစွာနားထောင်ရမယ်သူတို့စကားရဲ့နောက်ွယ်ကအတိတ်ပဲကိုနားလည်အောင်ကြိုးစားပြီးလူအားရဲ့ညင်ညင်တတာလေးထပ်မေးရမယ်ကိုယ့်ရဲ့ကိုဟန်အမူအရာကစကြားနေဖို့အရေးကြီးပါတယ်ဆောင်ရမယ့်ပတ်မှာတော့ ကိုယ့်ရဲ့ကိုပိုင်မြင်ဥပမာဟုတ်တယ်မှန်တယ်ကျွန်တော်လည်းဒီလိုပဲထင်တယ်ဆိုတာမျိုးလုံးဝမပြရပါဘူးနောက်တစ်ခုကလူတစ်ယောက်နှစ်ယောက်ကပဲစကားဝိုင်းကိုလက်မမသွားအောင်တတိထားရမယ်တယောက်ယောက်စကားပြောနေတုန်းမှဖြတ်မပြောမိဖို့ကလည်းအရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ပအဝင်သူတွေကိုအနာဂတ်မှာဘာတွေလုပ်ပေးမယ်ဆိုပြီးခတိတွေမပေးမိဖို့တတိပြုရပါမယ်ကဲအခုပြောခဲ့တာတွေအားလုံးကိုခြုံပြီးကြည့်လိုက်ရင်ဒီနီလန်ကဘာကြောင့်ဒီလိုအရေးကြီးတာလဲအဖေကတော့ရှင်းရှင်းလေးပါဒါက ူသားတွေရဲ့အတွေ့အကြုံကိုအမှန်တကယ်နားလည်ဖို့ကြိုးစားတဲ့နီလမို့လို့ပါပဲ။ဟုတ်ပါရဲ့။နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ရည်မှန်းချက်ကအဖြေတွေစုဆောင်းဖို့တတ်တတ်မဟုတ်တော့ပါဘူး။သူတို့ရဲ့ရှုထောင့်အမြင်တွေကိုနားလည်ဖို့သူတို့ရဲ့ကဘာကိုသူတို့မျိုးလုံးနဲ့မြင်ကြည့်ဖို့ကြိုးစားတာပါ။ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းကိုရင်။ကိုယ့်ရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုဒါမှမဟုတ်အခြေတစ်ခုကိုတောက်ဖန်ပေးနိုင်မယ့်စကားဝိုင်းကဘယ်လိုစကားဝိုင်းမျိုးဖြစ်နိုင်မလဲ။